အားလုံးမင်္ဂလာပါအင်းဆက်မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒါဆိုရင်ကျွန်တော်တို့ဇကိုင်းငန်လင်ကြောင်းအသေးစိတ်သွားလိုက်အောင်ဧပြီလ9ရက်နေ့အထိဆိုရင်တည်ဆုံးသူပေါင်း3500ကျော်ဒဏ်ရာရသူပေါင်း9000ကျော်ပျောက်ဆုံးသူပေါင်း442ဦးဆိုပြီးတော့ခန့်မှန်းထားကြပါတယ်ပြီးတော့တိတာတင်ရှားတဲ့ဒီအဆောက်အုံပျက်စီးမှုအပိုင်းမှာဆိုရင်အဆောက်အုံပေါင်း9000ကျော်စာတင်ကြောင်း1824ကျောင်းဘာသာရေးအဆောက်အုံ9000နီးပါးပြီးတော့တရားလမ်းအနေနဲ့ဆယ်ဒီမှာလည်းထိခိုက်မှုတွေရှိခဲ့ပါတယ် ။ငလင်ဖြစ်ကစားအစော်ပိုင်းအခြေအနေတွေကိုအခြေခံထားတဲ့ရဆာရှိအရာဆိုရင်စုစုပေါင်းလူပေါင်းတထောင်ကျော်တည်ဆုံနိုင်တယ်ဆိုပြီးတော့အမေရိကန်ဘူမိဗေဒစစ်တမ်း United States Geological Survey USGS ကခန့်မှန်းထားခဲ့ပါတယ်။ဒီစကိုင်းငလင်ကြောင့်နင်းလာတဲ့အပိုင်းမှာဆိုရင်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံအတိတားတယ်။ဆိုတော့မြန်မာစစ်ကောင်စီနဲ့ထိုင်းအစိုးရဒီစကိုင်းငလင်ကိုဘယ်လိုရှုမြင်ပြီးသုံးသပ်လဲ။ဘယ်လိုလုံဆောင်ချက်တွေလုပ်ခဲ့လဲဆိုတော့ကျွန်တော်လေ့လာကြည့်လိုက်အောင်။ဒီနေ့မှာမြန်မာစစ်ကောင်စီနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့အသွေးခေါ်သူတို့ရဲ့ဒီခံယူချက်နဲ့ပတ်သက်ပြီးတော့ highlight လုပ်ပေးရမစင်တော့ အငဘေးဆိုင်လေအာနာရှင်ကြိုက်လေပါဒီမြန်မာစစ်ကောင်စီကသူတို့စူးစမ်းအားထုတ်ပြီးတော့ဒီပြည်သူတွေကအငဘေးဆိုင်မယ်ဒါမှမဟုတ်ဘူးတဘာဝကြောင့်ပြည်သူတွေကအငဘေးဆိုင်နေတဲ့အခြေအနေမျိုးမှာဆိုရင်အာနာရှင်ပို့ပြီးတော့ကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလိုခက်ခဲကြက်တဲနေတဲ့အခြေအနေမျိုးမှာဆိုရင်ကျွန်တော်ဒီနိုင်ငံရေးဒီနိုင်ငံအရေးကိုကျွန်တော်မစဉ်းစားနိုင်တော့လို့ပါဆက်ပြီးတော့ highlight လုပ်ပေးရမယ်ဆိုရင်စကိုင်းငလင်ဖြစ်ပြီးတော့ဒီအဆောက်အုံတွေပြိုကျတယ်ဒီအဆောက်အုံတွေကနေမှအပြည့်အစည်တွေဖြစ်လာတယ် ဒီပျက်စီးတွေကိုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ voluntary တွေကဖယ်ရှားတဲ့အပိုင်းမှာဆိုရင်ဒီဘူလူဇာဆက်ကြီးတွေမတုံးရဘူးလက်ကိုပဲတုံးပြီးတော့အသားစီးတွေဖယ်ရှားမယ်ဆိုတဲ့အမိန့်နဲ့မြေပြင်မှာရှိခဲ့ပါတယ်ဆက်ပြီးတော့ပြောရမယ်ဆိုရင် AR ရီတိုင်းနဲ့ရန်ကုန်တိုင်းမှာဆိုရင်ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ဝင်တွေရှိတယ်အဲ့ဒီရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ဝင်တွေကိုစကိုင်းခံလင်ရောက်တကယ်နဲ့နာဝါတဲ့မန္တလေးတိုင်းစကိုင်းတိုင်းအဲ့ဒီလိုနေရာမျိုးတွေမလှုပ်ပဲနဲ့နေပြည်တော်ပဲခေါ်ပြီးတော့ရှာဖွေကယ်ဆယ်ရေးတွေလုပ်ခိုင်းခဲ့ပါတယ်ဒီစကိုင်းငံလင်နဲ့ပတ်သက်ပြီးတော့မြန်မာစစ်ကောင်စီရဲ့တဘောထားကိုသိပြီး အခုကျွန်တော်ပြောရတဲ့ information က100% confirm မဖြစ်ဘူးဆိုပေမဲ့ကျွန်တော်တခြား reference ကိုလည်း share လုပ်ပေးချင်ပါတယ်။ဒါတော့ငလင်မဖြစ်ခင်6လအလို2024စက်တင်ဘာလ16ရက်နေ့က DVB ကထုတ်ပြန်ခဲ့တဲ့သတင်းတစ်ခုပါ။သတင်းရဲ့ခေါင်းစဉ်ကတော့တဘောဘေးရန်ပုံငွေတော့ရထားတဲ့စက်သိန်းထောင်ချီကိုအလွဲသွန်းသားလုပ်ခဲ့တဲ့စိတ်ကောင်းစီနီးပြူဟာမှုနဲ့အဖွဲ့ဖမ်းဆီးခံခဲ့ရပါတယ်။တဘောဘေးတွေဖြစ်လာတဲ့အချိန်ကျရင်ရန်ပုံငွေဖြစ်ထားရှိတဲ့စက်သိန်းထောင်ချီကိုကိုကျိုးတို့ကတုံးဆက်ခဲ့တဲ့ AR တိုင်း ပတိန်အခြေဆိုင်အနောက်တိုင်းစစ်ဆန္ဒကျောင်းဗိုလ်ချုပ်ကြီးမျိုးညွန့်ဦးဒုတိယဗိုလ်ချုပ်ကြီးအောင်ဆန်းလွင်သူ့ဗိုလ်မှူးကြီးကျော်စွာထွန်းဗိုလ်မှူးစိုးရံနိုင်ဗိုလ်ကြီးထုံးသေးစာကျော်သူတို့ကိုစက်တင်ဘာလ16ရက်နေ့မှာစစ်ဖက်ရဲကလုံခြုံရေးတပ်ဖွဲ့ဆ ਾਇ ယဖာဖမ်းဆီးခဲ့ပါတယ်။တဘောအဖေးရံပုံငွေအတွက်ဆိုရင်တော့ကြက်သိန်းတစ်ထောင်ကျော်ပဲထားရှိရဆိုပေမဲ့သူတို့တခြားဆွဲဆိုထားတဲ့အမှုတွေမှာဆိုရင်စက်သုံးစီခွဲတန်းတွေကိုရောင်းစားတာလေစားသုံးစီကိစ္စပြီးတော့ဒီစစ်ကောင်စီငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပုံမှန်၃ခုနဲ့ဖမ်းပြီးတော့စစ်ကြောရေးတဲ့ကိုပို့လိုက်တာပါ။ ဒီဖန်ဆီးခံခဲ့တဲ့နီးပြူအမှုဗိုလ်မှူးကြီးမျိုးညွန့်ဦးနဲ့အဖွဲ့ကိုစစ်ဆေးတဲ့အပိုင်းမှာဆိုရင်တို့အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခမှာတကယ်လို့စစ်ဆေးမယ်ဆိုရင်တို့လူတွေရှိနေတဲ့အတွက်ရန်ကုန်တိုင်းစစ်ဌာနချုပ်ရာဂတာဘက်မှာပြောင်းပြီးတော့စစ်ဆေးတယ်၁၈ရက်နေ့မှာစစ်ကြောရေးကိုရောက်ရှိပြီးတော့အာဂဒီပုံမှန်တွေပါဝင်စစ်ကောင်စီတပ်ဥပဒေနဲ့ကိုစစ်ဆေးခံရတာပါပြီးတော့ဒီဖန်စီခံခဲ့ရတဲ့စစ်ကောင်စီအရာရှိတွေရဲ့မိသားစုဝင်တွေကိုလည်းနတ်တခါဌာနချုပ်မှာပဲခဏသားရှိပြီးတော့သူတို့ရဲ့ပိုင်ဆိုင်မှု ပြီးတော့စစ်ကောင်စီတပ်နဲ့ပတ်သက်တာတွေအကုန်လုံးကိုလည်းတင်းစီခံခဲ့ရတယ်။ဒီအနောက်တော်တိုင်းစစ်ဌာနချုပ်နာတာခေါအောင်မြင်တောင်ပြောရမယ်ဆိုရင်သူကအေယာဝရီတိုင်းထဲမှာရှိနေပြီးတော့တိုက်ပွဲချင်းနေပိုင်းမှာဆိုရင်တော့မရှိတဲ့လောက်နေပါတယ်။ပြီးတော့လက်စားစစ်ကောင်စီအရာရှိတွေအများပြားရှိနေတာပါ။2023အာနာသိမ့်ပြီးကြတဲ့အောင်ဒီလိုနာတာခေါစစ်ကောင်စီအရာရှိတွေဖမ်းဆီးအရေးယူခံရတာဒါပထမဆုံးအကြိမ်ပါ။ဒီလိုဆိုရင်ကျွန်တော်တို့စစ်ကောင်စီရဲ့သခိုင်းငင်လင်းနဲ့ပတ်သက်ပြီးတော့သဘောထားကိုကျွန်တော်တို့ analysis ပြန်လုပ်မယ်ဆိုရင် အာနာမသိငယ်6လကလေးရသည်စိတ်ကောင်းစီရရှိပြတဘာဝဘေးရန်ပုံငွေတွေကိုအလွယ်တုံးစားပြုလုပ်တယ်။သကိုင်းကလင်ဖြစ်လာတဲ့အချိန်ကြောက်လဲမားလာပြည်သူတွေကိုကယ်ဆယ်ဖို့တက်ဒီသကိုင်းကလင်ကိုခုတုံးလုပ်ပြီးတော့နိုင်ငံတကာနဲ့ legitimate အစိုးရအဖြစ်အတိမတ်ပြုခံရဖို့ကြိုးစားနေတာကိုသိတာပါတယ်။စိတ်ကောင်းစီအနေနဲ့ကဒီသကိုင်းကလင်တန်တဲ့နေရာတွေကိုအရေးပေါ်နေရာဖြစ်ကြညာထားပြီးတော့နိုင်ငံတကာအကူအညီတွေလည်းတောင်းခံခဲ့တယ်။ကယ်ဆယ်တဲ့အပိုင်းမှာဆိုရင် Vietnam, Thailand, India, Singapore, Malaysia, American ဘင်္ဂလားဒေ့ရှ်ကမ္ဘောဒီးယားရုရှားတောင်ကိုရီးယားနယူးဇီလန်ဖိလစ်ပိန်း UK ဘူတန်ပြီးတော့လာအိုဂျပန်ထိုင်းနောက်ဆုံးအနေနဲ့ထိုင်ဝမ်ဒီနိုင်ငံတွေကမြန်မာနိုင်ငံကိုပြန်လည်ကယ်ဆယ်ရေးအတွက်ကိုငွေကြေးတွေလည်းလှူဒါန်းခဲ့တယ်လို့ခြောက်ဝေကယ်ဆယ်အဖွဲ့တွေလည်းစေလို့ပေးခဲ့ပါတယ်။ဇကိုင်းငလင်ဖြစ်ပြီးတော့ဒီကယ်ဆယ်တွေလုပ်နေတဲ့အချိန်မှာပဲမိုးတွေတဲထန်စွာရွာသွန်းပြီးတော့လေပြင်းတွေတိုက်ခိုက်ခဲ့တယ်။အားကြောင့်လဲကယ်ဆယ်လုပ်ငန်းတွေမှာလည်းအဟန့်အသားတွေဖြစ်စေခဲ့ပါတယ်။ထိုင်းနိုင်ငံဘက်ပန်းကိုကျွန်တော်လေ့လာကြည့်မယ်ဆိုတော့ရိုးရှင်းရှင်းလေးပါပဲ။ ဒီစကိုင်းခံလင်ကြောင့်ထိုင်းနိုင်ငံအတွက်ထိခိုက်ဒဏ်ရာရရှိသူတွေကိုထိုင်းပြည်ရဲ့အတော်ဝင်လူနာတွေအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ပြီးတော့ဒဏ်ရာရရှိသူတွေရဲ့ကုန်ကျစရိတ်တွေနဲ့ပတ်သက်ပြီးတော့ထိုင်းပြည်ရဲ့ထောက်ပံ့ပေးခဲ့ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီစကိုင်းခံလင်မဖြစ်မီအဆောက်အုံကိုတည်ဆောက်တဲ့အပိုင်းတွေမှာဆိုရင်ညမ်းပြူတာပြီးတော့အစိုးရအဆောက်အုံတွေပြူပြီးတော့လူတည်တဲ့အပိုင်းကိုလေးလာကြည့်လိုက်အောင်2019ခုနှစ်မေလ18ရက်နေ့တုန်းကဆိုရင်လမ်းမတော်မြို့နယ်မှာရှိနေတဲ့ရန်ကုန်တနင်္လာပြည်သက်ကတော်မှာအဆောက်အုံပြူချမှုဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ် အဲ့ဒီဖြစ်စဉ်မှာဆိုရင်တော့လီထက်တိုက်အဆောင်အုံမှာဒီအဆောင်အုံရဲ့အမိုးပြီးတော့သူ့ရဲ့စီလင်းတွေမှာပြိုကျမှုတွေဖြစ်ခဲ့တာပါရန်ကုန်သူနာပြုတက္ကသိုလ်ရဲ့အဆောင်အုံပြိုကျမှုဖြစ်စဉ်တွေကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တယ်အဲ့ဒီစုံစမ်းစစ်ဆေးမှုတွေအရဆိုရင်တော့ဒီဇိုင်းဘိုင်းမှာအားနည်းချက်တွေရှိခဲ့တယ် construction အပိုင်းမှာဆိုရင်လည်း supervision တည်ကျက်မှုဘိုင်းမှာအားနည်းမှုတွေရှိခဲ့ပါတယ်အောင်းအုံတည်ဆောက်မှုဘိုင်းကိုလေ့လာကြည့်မယ်ဆိုရင်2017ကစပြီးတော့တည်ဆောက်ခဲ့တယ်2013မှာဒီရန်ကုန်သူနာပြုတက္ကသိုလ်ကိုဖွင့်လှစ်ခဲ့တယ်ဆိုတော့ဖွင့်လှစ်ခဲ့ပြီး6နှစ်ကြာမှာ အဆောင်အုံပြိုကျမှုဖြစ်စဉ်ဖြစ်ခဲ့တာပါအဆောင်အုံရဲ့ဒီဇိုင်းပိုင်းတည်ဆောက်မှုပိုင်းနဲ့ပတ်သက်ပြီးတော့ forensic engineering ကိုလုပ်မယ်ဆိုရင်တော့အရေးယူရမယ့်အပိုင်းတွေမှာတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အာဏာရှင်လက်အောက်မှာဆိုရင်တော့ forensic engineering ကိုဘယ်သူမှလည်းမလုပ်ရဲသလိုဘယ်တော့မှလည်းအရေးမယူကြပါဘူးမန္တလေးစကိုင်းဗီလာအဲ့ဒီလမ်းထဲမှာသူပဲပြိုကျပျက်စီးသွားတာပါပြောရမယ်ဆိုရင်တော့မပြိုတင်ပဲပြိုတယ်သူ့လိုမပြိုဘဲနဲ့ကျန်တဲ့အဆောင်အုံတွေအများကြီးပါဆိုတော့ မန္တလေးစကိုင်းဖီလာသွင်းမှာလူတွေတည်ကြည်ကြတဲ့အပိုင်းမှာဆိုရင်စကိုင်းငံလင်းကြောင့်လူတွေတည်ကြရလားဒါမှမဟုတ်အဆောက်အုံတွေကြောင့်လူတွေတည်ကြရလားဒါကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားမယ်ဆိုရင်ကျွန်တော်နေရလမ်းထဲမှာအဆောက်အုံတည်ဆိုင်မှုအပိုင်းမှာဆိုရင်အင်ဂျင်နီယာပါတဲ့အဆောက်အုံဘယ်နှခုရှိလဲတိုင်ဒီမှာထိခိုက်မှုတွေများတာဒီအဆောက်အုံကတိုင်ဒီကလုတ်တွေကိုမခံနိုင်တာဖောင်ဒေးရှင်းတွေစစ်ဆေးတာနဲ့ပတ်သက်ပြီးတော့အင်ဂျင်နီယာတွေပါတဲ့အဆောက်အုံဘယ်နှခုရှိလဲအဆောက်အုံတည်ဆိုင်မှုအပိုင်းမှာဆိုရင်ဒီဇိုင်းပိုင်းကိုတိကျမတွက်ထားဘူး တိုင်နေထောင်တဲ့ခါကျရင်လည်းတေချာမထောက်ထားဘူး။တိုင်နေထောက်တဲ့အပိုင်းမြေကြီးဆန်းတဲ့အပိုင်းမှာဆိုရင်အနက်ကိုမီတာ30စီကိုတိုင်းပါလား။ဒါမှမဟုတ်အနက်ကိုမီတာ90မီတာ100ထိကိုတိုင်းပါလား။ဒီလိုအဆောင်အုံတွေတည်ဆောက်မှုအပိုင်းတွေမှာအင်ဂျင်နီယာတွေမပါတဲ့အပိုင်းမှာဆိုရင်အိမ်ပိုင်ရှင်တွေအများစုကအင်ဂျင်နီယာတွေကိုဖက်ဆက်မပေးခြင်းကြောက်။မြေပြင်အခြေအနေကပြောမယ်ဆိုရင်ပယံသမားနဲ့လက်သမားပြောတာကိုယုံကြတာများတယ်။ပယံဒီလက်သမားဆရာအဆောင်အုံတစ်လုံးနှလုံးကိုအရင်ကတည်ဆောက်ဘူးလေဆိုရင်သူတို့ကိုယုံပြီးတော့ဆရာကြီးတင်လိုက်တာများပါတယ်။ ။အပြောမယ်ဆိုရင်မြန်မာနိုင်ငံအထက်နဲ့အဆောက်အအုံတွေမှာဆိုရင်အင်ဂျင်နီယာတွေမပါကြဘူး။ဆောက်အုံတွေဆောက်တဲ့ဘိုင်းမှာဆိုရင်လည်းပစ္စည်းပန်းကိုခြွေတာတယ်။တိုင်နေအုပ်တွေကိုလည်းဈေးသက်သာသုံးတယ်။နောက်ဆုံး quality control QC ဘိုင်းမှာလည်းဘာကြီးကြပ်မှုမှမရှိပါဘူး။ဒီမြန်မာအထက်နဲ့အဆောက်အအုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြံပြုရှင်းပြရမှာဆိုရင်အထက်နဲ့အဆောက်အအုံဆိုတာ၃ထက်၄ထက်အောင်အလယ်လက်အဆောက်အအုံဆိုတာကတော့၁၂ထက်အောက်ပါ။အဲ့ဒါတက်ကျော်သွားပြီဆိုတော့ဒါအထက်မြင့်အဆောက်အအုံဖြစ်သွားပါပြီ။ ဒါတမျိုးနဲ့နဲ့တမျိုးနဲ့ဒတိုင်းနဲ့ဒတိုင်းကွာခြားမှုတွေလည်းရှိပါသေးတယ်။စောင့်အောင်ပြသိမှုဘန်းအောင်ကျွန်တော်ပြန်သွားရမယ်ဆိုရင်ဒါပန်ကိတ် effect ကြောင့်ဆိုတာသိပြီ။ဟုတ်ပြီ။ပန်ကိတ် effect ဆိုတာကျွန်တော်ငလှင်နေဒါမှမဟုတ်ရင်အစောင့်အောင်အတွင်းမှာပေါက်ကွဲမှုတွေဖြစ်ပြီးတော့အဓိကအနေနဲ့ကဒီအစောင့်အောင်ရဲ့တိဆောက်မှုဆိုင်ရာအပိုင်းမှာဒီဇိုင်းအပိုင်းမှာခြွေရင်းမှုတွေရှိခဲ့လို့ပါ။ပန်ကိတ် effect ဆိုတဲ့အတိုင်းအပေါ်ဆုံးအထက်ကနေတဖြည်းဖြည်းပြိုကျလာမယ်။ဟိုးအောက်ဆုံးအထက်ထိကိုပြိကျသွားမယ်။ဒါအစောင့်အောင်ရဲ့ဘေးရင်ဝနယံတွေကိုတိကျမကြီးကြက်တာ အထက်အဆင့်တွေကိုထိန်းထားနိုင်တဲ့ဒီတောက်တိုင်ဒီဘိုင်းမှာဆိုရင်လည်းတေချာမကြီးကျက်တာကြောင့်ဖြစ်ခဲ့တာပါအရှိရကျွန်တော်ပြောခဲ့တဲ့မေကွန်းရဲ့အဖြေဆိုရင်တော့ငလင်ညောင်းလူတွေတည်ဆုံးခဲ့တာမဟုတ်ပါဘူးအဆောက်အုံကြောင့်လူတွေတည်ဆုံးခဲ့တာပါအဆောက်အုံတည်ဆောင်းမှုအပိုင်းမှာညံပြင်းခဲ့တာဝင်းပိုးတွေများနေခဲ့တာပါတို့ကျွန်တော်တို့မြန်မာနိုင်ငံမှာအဆောက်အုံတည်ဆောက်တဲ့အပိုင်းမှာဆိုရင်အင်ပိုင်ရှင်တွေရဲ့အနေအထားအင်ဂျင်နီယာတွေရဲ့ပါဝင်မှုပုံရလက်သမားဆရာတွေကြောင့်အသိအခြားတစ်ဖက်မှာဆိုရင်ဒီအဆောက်အုံတည်ဆောက်တဲ့အပိုင်းမှာတာဝန်ခံလက်မှတ်ထိုးတဲ့ PE တွေမှာလည်းတာဝန်ရှိသလို လူတွေထိုင်ဝင်ထုတ်ပြီးတဲ့စီပင်မှာလည်းတာဝန်ရှိပါတယ်။တခါတလေစီပင်အရာရှိပိုင်းတွေမှာဆိုရင်သူတို့ရဲ့လက်မှတ်သူတို့ရဲ့တစိတုံးကိုမတိဘဲနဲ့ပွားပြီးတော့အသုံးချတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။အဲတစိတုံးကိုအတုလုပ်ပြီးတော့အသုံးချတဲ့ဖြစ်စဉ်တွေပေါ်ွားတဲ့အချိန်ကျရင်လည်းနောက်မလုံးနဲ့ဆိုတာနဲ့ပြီးွားတာပါ။ကျွန်တော်ရှေ့ရရှင်းလို့ပေးခဲ့သလိုဒီစကိုင်းငလင်မှာအဆောက်အုံတွေပြိုကျပျက်စီးတယ်ဆိုတာအဆောက်အုံတိဆောက်တဲ့အပိုင်းမှာဆိုရင် software engineering ဆိုချာအင်ဂျင်နီယာတွေတော့ကနေရာမရှိပါဘူး။သူတို့ကိုလည်းတံပိုးမထားတတ်သလို ပညာကြီးမှာဆိုရင်လည်းနှမျိုးတယ်ဆိုတော့အဆောင်အုံတည်ဆောက်မှုအပိုင်းမှာအဆောင်အုံရဲ့ foundation အောက်ကမြေသားစမ်းတဲ့အပိုင်းတွေမှာဆိုရင်အားနည်းချက်တွေရှိခဲ့ပါတယ်အလယ်လက်အဆောင်အုံအတွက်ဆိုရင်အ ਨੇ ဆုံးမြေအောက်ပေ100အထိကိုမြေသားစမ်းရမှာပါဒါပေမဲ့လက်ရှိမြန်မာနိုင်ငံမှာဆိုရင်တော့မြေအောက်ကိုပေ30 40လောက်ထိကိုပဲစမ်းပါတယ်ထက်မြက်အဆောင်အုံရဲ့ foundation တိုင်အပိုင်းမှာဆိုရင်တော့မြေအောက်ကိုပေ200ပေ300အထိကိုစမ်းတက်ဖို့လိုအပ်ပါတယ်ဒီအခြေအနေကိုမြန်မာနိုင်ငံကတိုက်ဆောက်တဲ့လူတွေကွန်ဆော်တာတွေကမသိဘူးလားဆိုရင်တော့သိပါတယ် သူတို့အနေနဲ့ကဒီဇိုင်းပန်းကိုအလေးမထားသလိုဆော်ချာအင်ဂျင်နီယာဝင်ကိုလည်းအလေးမထားလိုက်တာပါတိတာဆင်ရှောင်းအောင်ကျွန်တော်ရှင်းဝင်လို့ပြရမယ်ဆိုရင်အဆောင်အုံတစ်ခုကျွန်တော်တည်ဆောက်တဲ့အခါကျရင်အတိအဆောင်အုံရဲ့တိုင်ထဲကိုထည့်တဲ့ဘီလက်မီရကကျွန်တော်မြင်နေကြဒီအုံဝေးလုံးကားတွေကဘီလက်မီနဲ့လောင်းထည့်ရတာပါဒါပေမဲ့ဒီလိုအုံဝေးလုံးကားတွေကဘီလက်မီတွေကိုမတုံးမဲနဲ့လက်နဲ့ဖော်ဆက်ထားတဲ့ကျွန်တော်ဒီဘီလက်မီတွေကိုလောင်းတယ်ဒါပေမဲ့သူနဲ့ပြောင်းမြန်ဒီအဆောင်အုံနဲ့ဆက်လက်ကြမ်းခင်းတွေကိုကျွန်တော်တည်ဆောက်တဲ့အခါကျရင်အုံဝေးလုံးကားတွေကဒီဘီလက်မီတွေကိုတုံးပါတယ်ဆိုတော့ အဆောင်အုံတစ်ခုရဲ့တိုင်ပြီးတော့အဆောင်အုံတစ်ခုရဲ့ဒီဆက်လက်ကျန်းကင်အတိတ်နေရာတွေမှာတုံးတဲ့ဘေးလက်မြေတွေကပြောင်းမြန်ယူဖြစ်နေတာပါအဆောင်အုံရဲ့ဒီဇိုင်းပိုင်းမှာဆိုရင်လေရှေ့ရဆောက်ခဲ့တဲ့အဆောင်အုံကပြိုကျမပြတ်စည်းသေးဘူးဆိုရင်ကွန်ဆာတာတွေကရှေ့ရတုံးခဲ့တဲ့ဒီဇိုင်းအုံပဲပြန်တုံးတယ်ဆိုတော့ဘာ engineering scale မှာမပါဘူးနောက်ဆုံးစီပင်ပိုင်းမှာဆိုရင်လေအဆောင်အုံရဲ့ drone တွေတော့မတောင်းမဲနဲ့ဒီအဆောင်အုံကို pass လုပ်ပေးလိုက်တာ permit တွေကိုခွင့်ပြုလိုက်တာပါအဆောင်အုံတစ်ခုမတည်ဆောက်မီအောက်ခံမြေသားဆန်းတဲ့ပန်းကိုကျွန်တော်ရှင်းဝင်းလုပ်ပေးရမယ်ဆိုရင် တာချီလိမ့်နဲ့ချင်းမိုင်မှာရှိနေတဲ့မြေကအောက်ခံမြေသားမြေအမပါဒါပေမဲ့ဗန်ကောက်ရဲ့အောက်ရှေ့မှာရှိနေတဲ့မြေသားမြေအပြော့ပါဆိုတော့တာချီလိမ့်နဲ့ချင်းမိုင်မှာပေတရာတော့ကျွန်တော်စမ်းသပ်မယ်ဆိုရင်လိုအပ်လာမယ်ဆိုရင်ဗန်ကောက်မှာပေ200ပေ300အထိကိုမြေသားစမ်းဖို့လိုအပ်ပါတယ်ပြီးတော့ငလင်းကြောင်းဖြစ်ပေါ်လာတဲ့လှိုင်းတွေကိုကျွန်တော်လေ့လာကြည့်မယ်ဆိုရင်ငလင်းတစ်ခုဖြစ်လာပြီဆိုရင် P wave primary wave နဲ့ S wave secondary wave ဆိုပြီးတော့ရှိပါတယ်ငလင်းဖြစ်ပေါ်တဲ့ epicenter နဲ့အနီးဆုံးနေရာမှာဆိုရင် primary weight ဖြစ်ပြီးတော့ secondary rate ကိုစက္ကန့်20အတွင်းကိုခန်းစားရမယ်။ဒါပေမဲ့ငလင်ဖြစ်ပွားရနေရတဲ့အဝေးဆုံးမှာဆိုရင်တော့ primary weight ဖြစ်ပွားပြီးတော့စက္ကန့်30ကနေစက္ကန့်60အတွင်းမှာ secondary weight ကိုခန်းစားရမှာပါ။ကျွန်တော် average ပြန်သွက်မယ်ဆိုရင်ဒီစကိုင်းငလင်ကြောင့်စကိုင်းမှာ primary weight ကိုခန်းစားပြီး15စက္ကန့်ကြာပြီးမှဘန်ကောက်မှာခန်းစားရမယ်။ secondary weight ဆိုရင်စက္ကန့်30ကနေစက္ကန့်60နောက်ကြာပြီးမှခန်းစားရမှာပါ။ပြီးတော့ငလင်တစ်ခုဖြစ်လာတဲ့အခါကျရင် အဆောင်အုံရဲ့အရွယ်အစားဗေဒင်ဆိုင်ပေါ်မူတည်ပြီးတော့ထိခိုက်နစ်နာတဲ့အပိုင်းတွေမှာကျွန်တော်နားလည်မှုလွဲနေရရှိပါသေးတယ်။ကျွန်တော်တို့မကြာခဏကြားနေရတာအထက်နေတဲ့အဆောင်အုံတွေဆိုရင်ဒီငန်းလင်းတန်းတွေကြောင့်ဘာမှအနေရမရှိဘူး။ဒီအဆောင်အုံကတိတ်တိတ်လေးပါ။ဘာမှပြိုကျပျက်စီးမှုရှိမှာမဟုတ်ဘူးဆိုတဲ့အထင်လွဲမှမှုတွေလည်းရှိနေပါတယ်။ဆိုတော့ငလင်တစ်ခုဖြစ်လာတဲ့အခါကျရင်ငလင်ရဲ့ဒီ the same frequency မှာပဲအထက်နေအဆောင်အုံအလယ်လက်အဆောင်အုံအထက်မြင့်အဆောင်အုံတွေခံစားရပုံကိုကျွန်တော်ရှင်းလင်းလုပ်ပေးလိုက်ပါတယ်။ရေကန်တဲ့ကိုဂဲလုံးတစ်လုံးပစ်ချလိုက်တယ်လို့ပါပဲ။ ဂဲလုံးကြားရနေရအနည်းဆုံးမှာဆိုရင်တော့လှိုင်းအကြီးဆုံးနေဖြစ်မယ်ပြီးတော့ဝေးလေလေလှိုင်းနေရပို့ပြီးတော့တေးွားပါတယ်ဆိုတော့ငလင်ရဲ့ဗဟိုချက်အပစ်စင်တာနဲ့နီးရနေရတွေမှာဆိုရင်တော့မြန်တဲ့ကြိမ်တုံးကိုခံစားရမှာဖြစ်ပြီးတော့အထက်နဲ့အဆောင်နေမှာဆိုရင်တော့ပြိုကျပျက်စီးမှုတွေများမယ်ငလင်နဲ့အဝေးဆုံးနေရာမှာဆိုရင်တော့အနည်းဆုံးကြိမ်တုံးကိုခံစားရမှာပါဒါကြောင့်လဲငလင်နဲ့အဝေးဆုံးဖြစ်တဲ့ဘန်ကောက်ငလင်ရဲ့ဒီအနည်းဆုံးကြိမ်တုံးကိုခံစားရတဲ့ဘန်ကောက်ပိုင်းမှာဆိုရင်အထက်မြင့်အဆောင်နေရာပို့ပြီးတော့ထိခိုက်ပျက်စီးခဲ့တာပါ ီလောက်ဆိုရင်ကျွန်တော်တို့ငလင်းဖြစ်ပွားရတဲ့နီးမယ်ဆိုရင်အထက်နဲ့အဆောက်အုံတွေကပို့ပြီးတော့ခန်းစားရမယ်ငလင်းဖြစ်ပွားရတဲ့အဝေးဆုံးဆိုရင်အထက်မြင့်အဆောက်အုံတွေကပို့ပြီးတော့ခန်းစားရမယ်ဆိုတော့နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ဒီမြန်မာတစ်ခုရှိတာကျွန်တော်ငလင်းတစ်ခုဘယ်နေ့ဘယ်အချိန်မှာဖြစ်မယ်သူ့ရဲ့အပစ်စင်တာသူ့ရဲ့နေရာကိုကျွန်တော်ကြိုပြီးတော့မသိနိုင်ပါဘူးအဲ့ဒီတော့အထက်နဲ့အထက်မြင့်မြင့်အဆောက်အုံပဲဆော့ဆော့ငလင်းတန်းကအဆောက်အုံကိုတိဆောက်ထားမှလားနောင်ဖြစ်လာမယ်ကျွန်တော်အင်အားပြင်းငလင်းတွေကိုပျက်စီးမှုတွေကိုရော့နိုင်တယ်များရော့နေအောင်လုပ်နိုင်ပါပါ ပြောမယ်ဆိုရင်တော့အဆောင်ကိုတည်ဆောက်မှုအပိုင်းမှာဆိုရင်တော့အဆောင်ကောင်းမှအနှောင့်တည်ချမှာပါ။ဆိုရင်ဒီစကိုင်းကလေးမှာပြတ်ကျခဲ့တဲ့အဆောင်အုံတွေနဲ့ပတ်သက်ပြီးတော့အတိတ်တိုက်တွေကိုဘယ်နှခုနဲ့မှတည်ဆောက်ခဲ့တာလဲ။ဘယ်သူတွေကတာဝန်ယူပြီးတည်ဆောက်ခဲ့တာလဲကိုပြန်ပြီးတော့စစ်ဆေးဖို့လိုပါတယ်။ပြူချာဝါတဲ့တိုက်တွေရဲ့ quality control လို့ခေါ်တဲ့ QC ကိုလည်းတရားပြန်ပြီးစစ်ဆေးသင့်ပါတယ်။တိုက်တွေကိုဆောက်လုပ်ခဲ့တဲ့နေရာမှာဆိုရင်တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ငလှင်ထံကိုလည်းဘလောက်တိုင်းတာအထိကိုခံနိုင်ဖို့တည်ဆောက်ခဲ့တယ်ဆိုတော့ထပ်တွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ဒါအရှိရကျွန်တော်ပြောခဲ့တဲ့ aqua pro procedure တဲ့က lesson learn တဲ့ကတခုပါပြောမယ်ဆိုရင်တော့ဖြစ်ခဲ့ပြီးသားအခြေအနေတွေအားလုံး lesson learn လုပ်ပြီးတော့နောက်ထပ်တိုက်တွေဆောက်တဲ့အခါကျရင် bidding code enforcement ဒီ bidding code တွေကိုလေးစားလိုက်နာဖို့အစိုးရ enforcement တောင်းအားပေးရမှာပါငလင်ဖြစ်ပြီးအခြေအနေကိုကျွန်တော်လေ့လာကြည့်မယ်ဆိုရင်အဆောင်အုံတွေပြိုကျပျက်စီးပြီးတော့လူတွေအများကြီးတည်ကြည်ခဲ့တယ်ဒါပေမဲ့ပြိုကျပျက်စီးခံနေအဆောင်အုံတွေလည်းရှိပါသေးတယ်အထူးသဖြင့်ကွန်ဒိုတွေပြီးတော့လုံချင်းအိမ်တွေပန်းရှင်တွေအနေနဲ့က ဒီပြိုကျပျက်စီးခံနေအဆောင်အုံတွေကိုမခွာခြင်းဒါကလည်းကွန်ဒိုလုံးချင်းအိမ်တွေရဲ့တန်ဖိုးကမသေးသလိုသူတို့တွေအနေနဲ့ဟတ်အန်းနေနဲ့ပိုင်ဆိုင်ခဲ့တဲ့ဒီအဆောင်အုံသူတို့ရဲ့အိမ်လေးဆိုတာကိုလည်းကျွန်တော်တို့နားလည်ပေးရမှာပါအဆိုးဆုံးအချိန်ဒီမှာဆိုရင်မမိတိုက်ကပြိုကန်နီးဖြစ်နေပြီအခန့်နီးဖြစ်နေတာတော့မှဒီကိုယ်တိုင်မှာကိုပြန်နေခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်ဆိုတော့ဒီပြိုကျပျက်စီးခံနေအဆောင်အုံတွေကို forensic engineer တွေဝင်မယ်ဆိုရင်အနည်းဆုံးတစ်ဘက်ကနေတလားစီကိုကြာတတ်ပါတယ် လုံလောက်တဲ့နည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေမရှိဘူးဆိုရင်ဒီထောက်ပို့ပြီးတော့ကြားနိုင်ပါတယ်။ဒီ forensic engineering ဆိုတာကလည်းငန်းလင်းဖြစ်ပြီးတော့ချက်ချင်းတန်းလုပ်လို့မရပါဘူး။ငန်းလင်းဖြစ်ပြီးတော့ after shot ရှိလာမယ်။ after shot တွေပြီးမှပဲ forensic engineer လုပ်နိုင်မှာပါ။လုပ်တဲ့အခါကျရင်လည်းမျက်စိနဲ့စစ်တာပြီးတော့လေဆာနဲ့စစ်တာမျိုးတွေနဲ့မလုံလောက်ပါဘူး။အဆောက်အုံရဲ့ဒီဇိုင်းပိုင်းအထူးပြီးတော့မြေသားကိုဘယ်လောက်ပေအနက်ထီကိုဆန်းထားလဲမြေသားကိုဘယ်လောက်ပေအနက်ထီကိုပိုင်းရိုက်ထားလဲ ဆော့ချာရောအင်ဂျင်နီယာတွေပိုင်းကလည်းစဉ်းစားရမှာပါအဲ့ဒီလိုအင်ဂျင်နီယာတွေကိုမတုံးမဲနဲ့ DIY ပေပူးလေးနဲ့တိုင်းတာပြီးတော့အဆောက်အဝင်ရဲ့အဲ့နေရနေရာတွေကိုပြန်ဖာထေးတာရှောက်လုပ်တာမျိုးကအမြင်ရဆိုရင်တော့အဆောက်အဝင်ရဲ့ဒီအဲ့နေရနေရာတော့ပျောက်သွားမယ်ဒါပေမဲ့အဆောက်အဝင်ရဲ့ခိုင်ခန့်မှုအပိုင်းမှာဆိုတော့ဘာမှထိုးချမှုရှိသွားမှာမဟုတ်ပါဘူး behind the scene မှာကျွန်တော် service sharing လုပ်ပေးရမယ်ဆိုရင်ငလင်လည်းဖြစ်သွားပြီ after shot လည်းဖြစ်သွားပြီအဲ့ဒီအခြေအနေမှာ engineer တွေနဲ့ forensic engineer တွေလုပ်မယ်အဲ့လောက်ကြီးတိမယိုးရှင်းသလိုမလွယ်ကူပါဘူး ဥပမာဆိုရင်ဒီလို forensic engineering လုပ်တဲ့အပိုင်းမှာ authority တွေရဲ့အကူအညီလည်းလိုအပ်ပါတယ်ဥပမာ hotel တွေပြီးတော့ business အဆောက်အုံတွေကသူတို့ရဲ့အဆောက်အုံတွေတဲ့ကိုလာပြီးတော့ forensic engineering လာလုပ်သွားမယ်လုံလောက်တဲ့ခိုင်ခံ့မှုမရှိလို့ engineer တွေက reference ပြသွားမယ်အဲ့ဒီအချိန်မှာဆိုရင် hotel ပိုင်ရှင်တွေ business ပိုင်ရှင်တွေက reference ပြသွားတော့လက်ခံကြမှာမဟုတ်ပါဘူး authority လို့ခေါ်တဲ့အာဏာပိုင်တွေကလိုအပ်တယ်လို့ဥပဒေကိုလေးစားလိုက်နာဖို့ law enforcement လုပ်ဖို့လိုအပ်ပါတယ် ထိုင်းနိုင်ငံဘန်ကောက်မြို့ကအထိုင်းမြင့်အဆောက်အအုံပြိုကျပျက်စီးမှုဖြစ်စဉ်မှာဆိုရင်ငလင်းဖြစ်ပြီးနောက်ပိုင်းဒီအဆောက်အုံမှာတုံးတဲ့တန်ချောင်းတွေရဲ့ quality ကိုပြန်လည်စစ်တာပြီးတော့ဒီဇိုင်းပိုင်းပြန်လည်တုံးတဲ့အပိုင်းတွေကိုထိုင်းလွှတ်တော်မှာတော့မှဆွေးနွေးခဲ့ကြပါတယ်။ထိုင်းနိုင်ငံအင်ဂျင်နီယာတွေနဲ့ပညာရှင်တွေအပိုင်းမှာဆိုရင်လည်းနောက်ပိုင်းတည်ဆောက်မဲ့အဆောက်အုံတွေမှာငလင်းထိုင်းငံအဆောက်အုံတွေကိုတည်ဆောက်ဖို့ဒီအဆောက်အုံတည်ဆောက်မှုအပိုင်းတွေမှာပုံမှန်အတင်းကျပ်ဖို့ဆိုပြီးစီမင်းစည်းကမ်းတွေကိုလည်းထောက်ခံခဲ့ကြပါတယ်။ထိုင်းဆိုးအနေနဲ့ကလည်းနောက်ပိုင်းထိုင်းနိုင်ငံမှာအဆောက်အုံတည်ဆောက်တဲ့အပိုင်းတွေအထူးသဖြင့် ဘန်ကောက်မှာအဆောက်အုံတိဆောက်တဲ့အပိုင်းနေမှာဆိုရင်အထက်30ကျော်ဆိုရင်ဖလက်တစ်ခုအနေနဲ့တက်တက်ကိုတတ်မှတ်လိုက်ပါတယ်။ထိုင်းဆိုးအားအနေနဲ့ကရှိနေပြီးသားအဆောက်အုံတွေရဲ့ဒီခိုင်မာမှုအပိုင်းအောင်အကဲဖြတ်တဲ့ assessment အပိုင်းတွေလုပ်ခဲ့သလိုဒီအဆောက်အုံတွေကိုပြန်လည်အားပြည့်ဖို့ reinforcement အပိုင်းနဲ့ပတ်သက်ပြီးတော့လည်းစစ်ဆေးမှုတွေလည်းလုပ်နေသေးပါ။ဒီလောက်ဆိုရင်တော့ကျွန်တော်ဒီစကိုင်းငန်လင်းနဲ့ပတ်သက်ပြီးတော့ engineering perspective ထိုင်းဆိုးရနဲ့မြန်မာစစ်ကောင်စီဘာတွေလုပ်ခဲ့လဲဆိုတာကိုမြင်သာပြီးလို့ထင်ပါတယ်။ဆက်ပြီးတော့ကျွန်တော်တို့ ဒီစကိုင်းမှာ magnitude 7.7နဲ့ဖြစ်ခဲ့တဲ့ဒီစကိုင်းငလင်ကမြန်မာနိုင်ငံမှာဖြစ်ခဲ့တာအကြီးမားဆုံးငလင်လားမဟုတ်ပါဘူးမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အကြီးမားဆုံးငလင်ကမေမြုပ်ငလင်ပါအဲ့ဒီငလင်ကတော့1932မှာဖြစ်ခဲ့ပြီးတော့ငလင်ရဲ့ magnitude က8.0ပါဒီငလင်ကို international မှာဆိုရင်1932မေမြုပ်ငလင်လို့ခေါ်တယ်လို့1932မြန်မာငလင်လို့လည်းခေါ်ကြပါတယ်ငလင်ဖြစ်ပွားခဲ့တာကတော့1932မေလ23ရက်မနက်ခင်းပိုင်းမှာပါ ဒီမေမြုပ်ငလင်ကြောင့်ထိခိုက်နှစ်နာမှုပိုင်းမှာဆိုရင်မြန်မာနိုင်ငံအပြင်တရုတ်နိုင်ငံကယူနန်ပြည်နယ်ပြီးတော့ထိုင်းနိုင်ငံကပါခံစားခဲ့ရပါတယ်ထိခိုက်နှစ်နာမှုပိုင်းမှာဆိုရင်စုစုပေါင်းလူဦးရေ90ရာနဲ့တရာအထိကိုတိုက်ဆိုးနိုင်တယ်ပြီးတော့လူဦးရေရာနဲ့ချီထိခိုက်နှစ်နာခဲ့ပါတယ်အခုကျွန်တော်ဆက်ပြီးတော့20ရာစုကနေဒီ2025အထိကိုမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ငလင်တွေကိုရှင်းလင်းလုပ်ပေးလိုက်ပါတယ် ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့အကြီးမားဆုံးငလျင်ပန်းကိုကျွန်တော်လေ့လာကြည့်မယ်ဆိုရင်1960လုံးကချီလီငလျင်အတိငလျင်ကတော့မဂနီကျူ9.5တိကိုမြင်မာခဲ့တာပါဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအဆုံးနှိကြည့်ပဲတော့ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင်လမ်းဟန် share လုပ်ပေးခြင်းအပြင်ဒီများတွေကိုပြန်လည်မျှဝေပေးပါဦး ကွန်မန့် session ထဲမှာလည်းဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဝင်ရောက်စိတ်နှုတ်လို့ရတယ်လို့တခြားသိချင်တဲ့အကြောင်းအရာတွေကိုလည်းရေးသွားလို့ရပါတယ်ကျွန်တော်အရှိမှာဆိုရင်တော့ဒီ drone နဲ့ jammer များစစ်ပွဲမှာနံပါတ်1ပြီးတော့ကျွန်တော်နားထားခဲ့တာပါအခုဒီမြင်းငလင်းပြီးတော့ကျွန်တော်နံပါတ်2ကနေစပြီးတော့ပြန်လည်း share လုပ်ပေးသွားလိုက်ပါမယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ